မန္တလေးမြို့မှာဧပြီလ15ရက်နေ့ညပိုင်းကမိုးသည်ထန်စွာရွာသွန်းခဲ့လို့ငလင်တန်သည့်တိုက်နှလုံးပြိုကျခဲ့တယ်လို့မန္တလေးမြို့ကံတွေကပြောပါရယ်ပြိုကျခဲ့တဲ့တိုက်က26ဘီလမ်း80နဲ့80တလန်ကြားက5 store သုံးတက်တိုက်ဖြစ်ပြီးငလင်တန်ခံထားရတော့ပိုင်ရှင်တွေလည်းမရှိကြကပြိုကျတဲ့အချိန်ထိကတ်တရာရရှိသူတွေတော့မရှိကြဘူးလို့မန္တလေးမြို့ကံတယောက်ကပြောပါရယ်မိုးရွာသွန်းပြီးည7:00ဝန်းကျင်မှာလဲ ချိုင်းဧတာဇံမြို့နယ်ပဲဝင်းရက်ထဲက89လမ်း32လမ်းနဲ့32လမ်းကြားမှာရှိတဲ့တုံးထက်ခွဲတိုက်တလုံးလဲပျို့ချပျက်စီးသွားခဲ့သေးတယ်လို့ထိခိုက်သူမရှိဘူးလို့လဲဆိုပါတယ်။မန္တလေးမြို့မှာဧပြီလ15ရက်မိုးလယ်ပိုင်းကစတင်ပြီးမိုးသက်ထန်စွာရွာသွန်းခဲ့တာကြောင့်ရေကြီးရေရှမ်းနာတွေဖြစ်ပေါ်နေတဲ့အတွက်လမ်းဘေးတွေနဲ့ငလင်ဘေးရှောင်းစခန်းတွေမှာယာယီတဲထိုးနေထိုင်ကြသူတွေလဲအခက်အခဲတွေဖြစ်နေကြတယ်လို့လဲမြို့ကန်တွေကတစင်သိရပါဗျာ။ မန္တလေးပြည်စကားမျိုးမှာလည်းမိုးတက်လေပြင်းကြားရောက်ပြီးမိုးတက်ထန်ခဲလို့ငလင်ပေးသိပ်ပြည်သူတွေခက်ခဲတွေဖြစ်နေကြပါတယ်ရှင်။